ပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကြံဖို့ပါတီမှာရွေးကောက်ပွဲဝင်ကြိုင်ချမိစစ်ဘိုလ်ချုပ်ဟောင်းများကိုပိုင်းလုံချုပ်ရေးအဖွဲ့များဖွဲ့စည်းထားညထုံးဦးကပြည်ဦးလိမျိုးနဲ့မျိုးစောကကိုကိုကျွန်းအောင်လင်းထွေးကနေပြီးတော့မဲဆန္ဒနဲ့အပါအဝင်ဘိုးချုပ်ကြီးတချို့ရှင်ပြိုင်မိမဲဆန္ဒနဲ့များထွက်ပေါ်လာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကျဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ပြိုင်ချမဲ့စစ်ဗိုလ်ချုပ်ဟောင်းများကကိုပိုင်လုံချုပ်ရေးအဖွဲ့များကိုဖွဲ့စည်းထားကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ် မင်းအောင်လိုက်ဤစေခိုင်းချက်အရာစစ်ကောမရှင်မှစေရရှိကြီးများဖြစ်ကြသည်အောင်လင်းတွင်ညထုံးဦးဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကဲ့မြင့်တန်း OTS 66ဒုဗိုလ်ချုပ်ကြီးဟောင်းတေစာကျော် DSA 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DSA 29ဒုဗိုလ်ချုပ်ကြီးဟောင်းဖုံမြန် OTS 83ဒုဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DSA 26ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင် DSA 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နှင့် ပြည်내တိုင်းလွှတ်တော်တို့မှကျန်းဖို့ပါတီကိုစာဖြူပါဝင်ရှင်းပြိုင်သွားပြီဖြစ်ကြောင်းအဆိုပါဘူချုပ်ကြီးနှင့်စစ်ဘူချုပ်များမှကျန်းဖို့ပါတီမှတက်စဉ်ရွေးကောက်ပွဲဝင်ရာတွင်ခိုးပိုင်လုံချုံရေးအဖွဲ့များကိုဖွဲ့စည်းထားကြောင်းသိရပါသည်။စစ်ရုံးကလာတဲ့ဘူချုပ်ကြီးတွေကခိုးရေးအရာရှိကစလို့ရှင်းမောင်းရုံးအဖွဲ့လုံချုံရေးတွေအကုန်လုံးသူတို့ကိုပိုင်အဖွဲ့တွေနဲ့လာပါတယ်။အခုတော့မဲဆွဲစည်းရုံးမှုတွေမစသေးဘူး။ဒါပေမဲ့သူတို့ကိုပိုင်လုံချုံရေးအဖွဲ့တွေဖွဲ့စည်းထားပြီးအဲ့ဒီအဖွဲ့တွေကနေမြေကိုပနာမကွင်းဆင်းနေကြပြီးပါတီဘက်ကလုတ်ပေးတဲ့ လုံခြုံရေးအဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့ကလှုပ်ပေးမဲ့လုံခြုံရေးအပြင်တအူးချင်းစီမှလည်းကိုပိုင်လုံခြုံရေးအဖွဲ့တွေတည်ထက်ဖွဲ့စည်းလှုပ်ဆောင်နေကြပါတယ်။ပါတီကနေကိုစားပြုတ်ပြိုင်နေဆိုပေမဲ့အစအစအရာရာသူတို့ဟာသူတို့စီမံလာကြတာစရိတ်ကအစပါတီဘက်ကပေးစရာမလိုဘူးဟုကြံခိုင်ရေးပါတီတရီကြီးမြစ်ကပြောဆိုပါတယ်။ လက်ရှိဘိုးချုပ်ကြီးဟောင်းများရှင်ပြိုင်မဲ့မဲဆန္ဒနယ်များထွက်ပေါ်လျက်ရှိရာအောင်လင်းထွေးကနေပြီးတော့အမျိုးသားလွှတ်တော်မဲဆန္ဒနယ် PR တွင်၎င်းညိုစောကကိုကိုချုံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ၎င်းညထုံးဦးကပြည်ဦးလွင်မျိုးနဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ၎င်းရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်ဒုတိယဘူချုပ်ကြီးဟောင်းတပ်ပုံကစကိုင်းမျိုးနဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းစိုးတင်နိုင်က မကွေးမျိုးနဲ့မဲဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းကံမြင့်တန်းကမအူပင်မျိုးနဲ့မဲဆန္ဒနယ် ုဒိယဗိုလ်ချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယတိတိမျိုးနယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်စန်းကဥတ္တရတိတိမျိုးနယ်မင်းကင်းမောင်မြင့်ကစပူတိတိမျိုးနယ်မဲဆန္ဒနယ်အငိမ့်စားဗိုလ်ချုပ်ကြီးမြတ်ဟိန်ကဒက္ခိဏတိတိမျိုးနယ်ပုပ္ပတိတိမျိုးနယ်တို့တွင်ဘူးလက်လာဆွေဗိုလ်ချုပ်ဟောင်းမောင်မောင်အောင်ကတက္ကိုမျိုးနယ်မဲဆန္ဒနယ်တို့တွင်အတိတိရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ ားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။